အားလုံးပဲမင်္ဂလာပါရှင်။အေးရိတ်ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာညီပုလေးရေးထားတဲ့တဲချေကြိုက်ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။တဲချေကြိုက်။အဲ့ဒီတုန်းကဒီနေ့ခေတ်လို့ TV တို့အောက်ဆက်တို့ဆိုတာဝေလာဝေလို့ရေဒီယိုတွေ OPJ တွေကက်ဆက်တွေတောင်မရှိသေးဘူး။ဓာတ်ဆက်ပဲရှိတာဓာတ်ဆက်ခေတ် တက်ဆက်တောင်းသိမ့်များများဆဆရှိကြသေးတာမဟုတ်သေးဘူးတက်ဆက်မှာတက်ရက်ပါတဲ့အော်လန်ဒိုကြီးကထွက်တဲ့အတန်ကိုနားထောင်ရတာတချင်းဖွင့်လဲတချင်းတန်းဇက်ထုတ်ဖြင့်လဲဇက်ထုတ်နားထောင်ရတာအောင်မယ်အဲ့ဒီအော်လန်ဒိုကို အထင်မသေးနဲ့တော်တော်လှန့်လန့်ကကိုကြားနိုင်တကွညလူကြီးတိတ်ရင် ပိုးဝေးဝေးကကြားရတယ်တော်ဆိုတော့လူကြီးတိတ်ပြီးဟိတ်ဆိုရင်တကယ်တိတ်တာတိတ်လို့စိတ်လို့မြို့လို့ဘယ်ဟုတ်မလဲ ေရစ်အော်တန်တောင်အတန်ကျဲတယ်လို့ထင်ရတာဒီလောက်တိတ်တာမှတ်မိသေးတယ်လာတာတာတညအခုလိုတပေါင်းလာပြေကန်နေငါတို့ရမှာဓာတ်ဆက်လာဖွင့်နေအေးဘာလို့ဖွင့်တာတော့ဆိုတော့အလူရှိလို့ဓာတ်ဆက်လာဖွင့်တာတောမှာကတော့ဒီလိုအခါမှသချင်းတန်လေးပါလေကြားရတာမဟုတ်လားအဲ့ဒီတုန်းကပျော်ကြာပါကြာတွေကလည်းနည်းသေးတယ်ကွာအလူတောင် အလူတိုင်းဒီလိုဓာတ်ဆက်ဖွင့်နေတာမဟုတ်ဘူးညနေကြီးအလူပဆန်ရှိတဲ့အလူ ပကေးတွေမှဖွင့်နိုင်တာအခုအလူကလည်းတို့ရွာကတကြီးစော်ရဲ့အလှူနေနေရရတကြီးမဟုတ်ဘူးဆက်နေရွာတကြီးဩဇာရှိပြီပေါ့နမရင်းကတော့ဥဇော်ပါပဲဒါပေမဲ့ဘယ်ကနေဘယ်သူကဘယ်လိုစလိုက်တယ်မသိပါဘူးငါတို့နေတော့တကြီးစော်လို့တွင်းထော့တာပါပဲပြည့်ညက်သွားရင်ဓာတ်သက်ပါဆိုသလိုတကြီးတကတကြီးတွေတဲ့တော့ဒီတကြီးကဇော်ပဲဥပရိယုတ်ကလည်းကောင်းနှလုံးပြူတနတ်တွေဘာတွေနဲ့ မင်းပေါင်ဆိုပေါင်တကြီးပေါ့မျိုးရိုးကတော့တကြီးမျိုးရိုးဒါပေမဲ့သူ့အဖေလက်ထက်တုန်းကတော့ပြောစရာနည်းနည်းရှိတယ်ဖေအေတကြီးကြီးကတရားသမားပရိသမားကြီးတကြီးအလုတာဝန်ကိုစိတ်ဝင်စားတာမဟုတ်ဘူးသူ့ဇနီးဒေါ်ဆန်မကပဲချဲလဲတာတကြီးကတော့ကြီးကတကြီးလှုပ်ပြီးဒီရွာတွေအုပ်ချုပ်နေတာအေးဟုတ်တယ်မိမတကြီးသူ့ယောက်ျားကရုပ်ပြနာမည်ခံတကြီးဟန်တကြီးပေါ့ အခုတကြီးစော်တို့ကမျိုးရိုးဆန်အဆက်ကချမ်းသာလာတာဟောမိမရပြန်တော့လဲတထိသမိနဲ့ရတယ်တကြီးကတော့နာမည်ကအင်းဘယ်သူတဲ့ကွာပါဆက်ဖြားနေမိနေပြန်ပြီဟောဖိုးဆန်မောင်တို့စရင်ကတင်မအဲ့ဒီတင်မောင်မိမနာမည်နဲ့အတူတူဟာအေးစိန်ဥဟုတ်တယ်တကြီးကတော့ဒေါ်စိန်ဥတို့ဘက်ကလည်းလူချမ်းသာတွေလဲပိုင်းမြေပိုင်းတွေပေါ့ရွှေဘုံနဲ့ရေဦးအကြမှာတော့ဒေါ်စိန်ဥတို့လဲတွေလက်ညှိုးထိုးလို့မလွဲဘူးတဲ့ ဧကအရာတွေနဲ့ခြေပြီးချမ်းသာတယ်ဆိုပဲတကြီးစော်နဲ့ဒေါ်စိန်ဦးတို့နှစ်ယောက်စလုံးအသက်နည်းနည်းကြီးမှအိမ်အောင်ကြတာအင်းအဲ့ဒီခစ်ကအသက်အစိမ့်ဆိုရင်လူပြိုဟိုင်းအပြိုဟိုင်းဖြစ်နေပြီတော်ဆိုတော့အစောကြီးလူပြိုအပြိုဖြစ်ကြတာသူတို့ကအိမ်အောင်ကြပြီးတာသမီတော်တော်နဲ့မထွန်းကားဘူးဒေါ်စိန်ဦး30နီးမှထွန်းကားတယ်ထွန်းကားမယ်ထွန်းကားတော့လေအမွာမွေးတယ်ယောက်ျားလေးတွေတကြီးနဲ့တကြီးကတော်တို့ဆိုတာပျော်လွန်းလို့ရှင်လောင်းရပြီးရှင်ပြုတ်နိုင်ပြီပေါ့ တကြည်သာအမွာနှယောက်နာမည်ကထွန်းစောတဲ့ထွန်းပေါ်တဲ့ထွန်းစောကအကြည့်ထင်နေတိတ်မသေးကြဘူးထားတော့သူတို့မွေးပြီလို့၃နှစ်လောက်ချပြီးမှနှမလေးရွှေဤမွေးတာရွှေဤမွေးတော့လဲနားဖောက်တယ်ရပြီပေါ့တတ်နိုင်တဲ့လူတွေကြတော့လဲသာသမီထွန်းကားတဲ့သာသမီယဒနာလေးတွေတဲ့အခေါ်အဝေါ်တွေကိုကမျက်နှာလိုက်ပါတယ်ကွာရွှေဤကသူ့အကိုနှယောက်လောက်အသားမဖြူဘူးငါတို့စီမှာအဲ့ဒီတုန်းကအဲ့ဒီလိုပဲတမီပေါတယောက်လောက်တော့အသားနဲ့နဲ့ညိုကြတယ် အများအဖြင့်အငယ်ဆုံးမှလားညိုတတ်တယ်။အဲ့ဒီခေတ်ကကာဖီကြီးဆိုတာလေပေါကားစလေ။လူကြီးတွေကတော့အဲ့ဒါတွေတောက်ကြလို့ခလေးတွေမှလာညိုတာလို့ပြောကြတာပဲ။ဟုတ်မဲတော့ထင်ပါဘူး။တစ်တွေဝါတွေခုတ်ဖန်များလို့ဥဒုတွေပြောင်းပြီးပူပူလာလို့ဒီလိုညိုလာကြတာနေမှာပါ။ငါတို့လည်းမြို့ရောက်ရင်ကာဖီကြီးတော့တောက်လိုက်ရမှာ။အဲ့ဒီတုန်းကတစ်ခွက်မှသုံးပြားတပည့်ရေ။ဂါရီဝါလာတောက်တဲ့ကော်ဖီကြီးကကြက်တဲတဲနဲ့နှစ်ပြားပဲပေးရတယ်။ တကြီးစော်ကသူ့သားတွေကိုရှင်ပြူတော့မယ်ဆိုတော့ဒီတရင်ကတရွာလုံးမှာတရင်တူတရင်ဦးပဲရွာနီးချုပ်ဆက်အထိဒီတရင်ပြန့်သွားတယ်။ကောက်ရိတ်တုံးလဲတကြီးစော်ကလှုပ်မလို့တဲ့ဟိကောက်လိုင်းစီလဲကြားပြီဗလား။စပားနယ်လဲတပေါင်းလာတယ်တော့လူတိုင်းပါစပ်ပြဒီအကြောင်းပြောနေကြတာ။ဘယံကန်တိုင်းကန်လက်မဲ့တရင်တောင်ဒီလောက်စိတ်ဝင်စားကြမယ်မဟုတ်ဘူး။ဒီအလူကိုစိတ်ဝင်စားတာတခြားအကြောင်းမဟုတ်ဘူး။တကြီးစော်ရဲ့အလူမှာအော်လန်ဒိုပါမယ်ဆိုတဲ့တရင်ကကတ်ပါလာလို့ပဲ။ ဟာမဟုတ်ပါဘူးဘဲကလားပြဿအဖွဲရမှာလဲအော်လန်ဒိုဆိုတာမြို့ကတက်ဆက်ရဲ့နာမည်ငါထင်နေအဲ့ဒီခေတ်တကြီးစော်ရဲ့အလူကငါတို့နေထဲမှာအကြီးကျယ်ဆုံးထင်တာပဲဒီလိုကြီးကျယ်တဲ့အလူမျိုးတော့ကြုံမှုပေါင်းဂုံတူးဆောင်ဆိုတဲ့အလူမျိုးတကြီးစော်အမျိုးတွေဒေါ်စိန်ဥအမျိုးတွေကဆိုရင်အစောကြီးကလေးကကြိုးရောက်နေနေကြတာတကြီးအိမ်ကမိဘအောင်ဆိုတာမိကိုတိတ်ရဲ့လို့မှမရှိပဲတညက်နေတော့ရွာဝင်လန့်အတိုင်းလှည့်နေစီဝင်လာတကွာ တိလဲနောက်ကလည်းခလေးတွေတယုံယုံနဲ့ဘယ်သူရှိရမတော့အများတကာပွဲတောင်းနေကြတဲ့နိုင်ငံကျော်အော်လန်ဒိုဘတောင်းပေါ့ဓာတ်ဆက်ရှင်သူကိုယ်တိုင် လိုက်ချလာတာတကြီးစော်ရဲ့အလူမို့သူကိုယ်တိုင် လိုက်လာပြီးဖျော်ပြေတာပါပေါ့တကယ်တော့တကြီးစော်ရဲ့အလူမို့လိုက်လာတာပါဆိုတာထက်ဘတောင်းမျက်နာကြည့်လို့လိုက်လာတာဖြစ်မယ်စီပွားရေးဘက်ကကြင့်ရင်လေဒီလိုအလူကြီးကိုအမိပြုတ်ပြီးဒီပြင်တထေးတွေနဲ့မိတ်ဖြစ်ချင်းသေးတယ်ဒီဘတောင်းကလူလဲပဲ ဒီအလူကိုမြို့ပိုင်းတို့နေပိုင်းတို့တောင်လာမလို့လို့ကြားထားကြတကောအောင်လန်တော်ဘတ်တောင်းကိုအကျိုးအဖို့ချောဆင်ထားတာကစံတော်လေဟုတ်တယ်ရေရင်ကုန်းနာကစံတော်ဟုတ်တပဖုံးကြီးတူစံတော်ကြီးစံတော်ပြောလို့နောက်ပိုင်းဇက်လန်းဆောင်တည်ရတာပေါ့တကြီးအိမ်ဝိုင်းနဲ့လက်ရောက်တော့ခလေးလူကြီးတော်တော်များနေပြီတချို့ကဓာတ်ဆဲဆိုတာကြီးကိုမင်းရမလားလို့လာကြည့်တာငါလည်းပါတာပေါ့အော်လန်ဒိုဘတ်တောင်ကရုပ်ကဖြူးဖြူးချောချောမင်းအကိုဖိုးတန်ချောင်းရဲ့ရုပ်မျိုး အသက်ကငှထဲငဲလဲ့အောင်မယ်။ရှက်အင်ဂျီပန်းရောင်ကလေးဝင့်လို့အင်ဂျီအိတ်ထောင်နဲ့ပိုလိုဘူးနဲ့ပါနဲ့လက်ကင်ဘွားအညိုလေးခောက်ပြီးကော်လာနဲ့လဲကုန်ကြကခံထားတယ်။ဘက်ဘက်လက်တကြဲမှာဘော်နဲ့လာငွေနဲ့လာမသိဘူး။တလုံးတလုံးကွင်းဝတ်ထားတယ်။အန်ရကင်းတို့ဘာလို့ဖြစ်မှာပေါ့။သူ့ဓာတ်ဆက်ကိုကျွန့်တက်တာလေးနဲ့ထည့်လာတာ။မမြင်လိုက်ရပါဘူး။စံထွန်းနဲ့နှစ်ယောက်မှသွားတာ။ပော့ပော်လေးပါမတော်လွတ်ပြူကြမှာစိုးလို့ထင်ပါရဲ့။ ဒါမှမဟုတ်လူတွေဝိုင်းကျင်နေကြလို့စတိုင်ထုတ်ပြီးနှစ်ယောက်မှလာလားမသိဘူး။နောက်မှဆန်ထွန်းပြောလို့သိတာ။အဲ့ဒါခွေးတစိဓာတ်ဆဲတဲ့။ဖိုးစိန်ရဲ့ဣလိတ်သဇတ်ထုတ်အော်လန်ဒိုစီမှာပါလာတဲ့ဆိုတဲ့တဲ့င်းကရွာတဲ့ချက်ချင်းပြန်သွားတယ်။ထိန်ကုန်းတို့ညောင်မင်းသားတို့ရွာတွေတလျှောက်လဲဆန်ထွန်းပါဇက်နဲ့ကြောင်ညာမောင်းခတ်ခဲ့သေးတာတဲ့။ဖိုးစိန်ဇတ်ထုတ်ပါတဲ့တဲ့င်းဘယ်လောက်ပြန်လာမြန်တယ်လဲဆိုရင်မင်းတို့ခေ ရေဒီယိုတဲ့င်းလိုက်မမီဘူး။ မင်းရေဒီယိုကအချိန်တန်းမှလာတာရေဒီယိုကနားမထောင်အားလုံးမကြားလိုက်ရတဲ့သူရှိအောင်မယ်ပြီးတော့တဆင်စကားတဆင်နာပြောရလို့ကို့အထင်တွေအပေါ်တွေပါလာအောင်မယ်အခုဟာကဖိုးစိန်ကြီးရဲ့ဣလိန်တာဇတ်ထုတ်နောက်ဆုံးထုတ်တဲ့ဇတ်ဓာပြာ20ချက်တဲ့ဒါဆိုရင်ပြည့်စုံပြီစံတုံးအပြောတော့တကြီးစော်အလူမို့အော်လန်ဒိုဘတ်တုံးကဒီဇတ်ထုတ်ကိုရန်ကုန်အထိလှမ်းမာခဲ့တာတဲ့ဒါအပြင်မာယာစိန်နီနဲ့ရထုတ်ကြီးမုနာလိဇတ်ထုတ်တို့လည်းပါသေးတယ်တဲ့ ဖိုးစိန်ဆိုလို့ပြောရအောင်မယ်ငါတို့ကတော့ဖိုးစိန်မှာဖိုးစိန်ပဲရုပ်ကလည်းအချော်ရက်ဆက်တယ်ချော်လိုက်သမားသူ့အမေကမင်းသားလှုပ်စားရော့လို့မွေးလိုက်သလားလို့ထင်ရတယ်စကားကုံပြောတယ်လို့တော့မထင်နဲ့ဖိုးစိန်ကလွှဲရင်ဘယ်မင်းသားမှမင်းသားလို့မထင်ဘူးဖိုးစိန်မှမင်းသားထင်တာအဟုတ်အဟုတ်မင်းတို့ကမမိလိုက်လို့ဒီလောက်တော့ဒီလောက်ကြောဒီလောက်ကြိုက်ခဲ့ရတဲ့ဖိုးစိန်ဖိုးစိန်ကိုယ်တိုင်မဟုတ်သေးဘူးဖိုးစိန်ဇက်ထုတ်ဓာပြဆိုတာနဲ့ကိုပဲ ငါတို့ရွာလဲဘဒူအောင်တုံနဲ့ထိုးသလိုပဲတက်ကြီးကတော့အစောကြီးကလေးကဒီဓာတ်ဆန်အတွက်ကတော့ပွဲပြင်ထားလိုက်တာငပြောပီးကြီးတွေအလုံးကလှတဲ့နဲ့နေတယ်ငပြောပီးတွေလားတိုးတိုးပြောကြစို့ကွာရွာထဲကလူတွေလုပ်ငန်းကင်ငန်းလက်ဆက်တက်ပြီးကြတဲ့အချိန်ထမင်းပါစပြီးတဲ့အချိန်လောက်မှာဓာတ်ဆက်စဖွင့်တာပဲဒီဓာတ်ဆက်နားထောင်ရအောင်ညောင်မင်းသားတို့ထိန်ကုန်းတို့စူးပြူတော်တို့ကကလာသားတွေမြင်းတွေနဲ့လာကြတယ် စစခြင်းဖိုးစိန်ရဲ့12လရာသီဘွဲကိုစပြီးဖွင့်တယ်။ပြီးတော့မှဣလိတဇတ်ထုတ်တရွာလုံးကိုညှိနေတာပဲ။ဒီလိုညှိနေလို့လဲနားထောင်ကောင်းတာ။လတာတာနဲ့ဘယ်လောက်ညှိလိုက်တလဲဆိုရင်လေတိုက်လို့အသက်ရွယ်၆တွေရှက်တိုက်ပြေးကြတာကိုပဲတက်ဆက်နားထောင်ရတာအနောက်ရှက်ဖြစ်တယ်ထင်တာ။ဇိမ်ဖြစ်တယ်ထင်တာ။အော်လန်ဒိုတက်ဆက်ကလည်းအကောင်းရဆက်တယ်။တကယ့်ဇတ်ထဲကအတန်တိုင်းပဲ။ကောင်းတာလည်းမပြောနဲ့ခွေးတစ်စိတ်တက်ဆက်ကွ။ခွေးကိုတက်ဆက်ဖွင့်ပြတာ ်ခွေကသူ့တခင်အစ်စ်ကပြောဆိုနေတာမှတ်ပြီးအော်လန်လော်နာစောင့်ကြောက်ထိုင်နားထောင်ရတဲ့ဒက်ဆက်ဖိုးစိန်ဇက်ကဒီလိုဘယ်တိုင်းပြည်မှာလဲတော့မသိတော့ဘူးအီလိတ်သားတထေးကြီးတယောက်ရှိတယ်အဲ့ဒီတထေးကြီးကအပေကန်အလူတန်းတိတ်ရရောတယ်သူ့သေးတော့နတ်ပြည်မှာတကြားဖြစ်သွားကြတယ်အီလိတ်သားတထေးကြီးမှာတားတယောက်ကြံခဲ့တယ်ဒီသားကိုရှင်ဘရင်ကကွယ်လွန်တဲ့အဖရဲ့အီလိတ်သားအဖွဲကိုပဲထပ်ချိမြင်တယ်ဒါပေမဲ့ဒီတထေးငယ်ကဖေးအေးနဲ့လုံးဝမတူဘူး အလူတန်းအပေကံလည်းမရှိဘူးနေစဉ်တောက်ဖို့ရင်းနဲ့တောက်စားပြောပါနေတာပဲတဲ့တနေ့တော့အဖတကြမင်းကသူ့သားအပေငရဲ့ကြတော့မဲဆိုပြီး သူ့သားကိုတရိပ်ပေးဆုံးမအောင်မတော်မဲရဲ့လို့လူပြီးဆင်းလာတယ်ပထမဣလိန်သားတို့တောက်စားနေတဲ့စီသွားပြီးမတော့မစားဖို့ဆုံးမပေးမယ်မရဘူးသားနဲ့ဣလိဒ္ဓတကြမင်းကတတိကရောဒွိစိတ်တအိမ်ကိုဣလိဒ္ဓရောင်ဆောင်ပြီးသွားတယ်။ဒွိစိတ်တလည်းသူ့လင်ယမကအိုးကြီးကို စိတ်ဆင်းဆင်းရဲရဲနဲ့မျောနေတဲ့အချိန်ပဲအိမ်ရောက်တော့အိလိတာတကြမင်းကသူ့အရက်ပြက်လာပြီဖြစ်ကြောင်းအလူဒန်းလှုပ်ချင်ကြောင်းတွိစိတ်တာကိုပြောတယ်တွိစိတ်တာက အတူမှန်မသိဘူးလူချင်းကတိတ်တူတဲ့ဒါကြောင့်ဝမ်းမြောက်ဝမ်းသာနဲ့အလူကြီးပေးကြတယ်အိမ်မှာရှိတာတွေအကုန်လှုပ်ပစ်တယ်အလူခံလာတဲ့လူတွေနဲ့ပစ္စည်းတွေကိုမိုးနေတဲ့အိလိတာတထည်လေးကမြင်တော့သူ့ပစ္စည်းတွေနဲ့တူပါတယ်ပေါ့ဒါနဲ့သူ့အိမ်ကိုတရီးတရိုင်နဲ့ပြန်တဲ့အခါ ကောင်းကန်ရောက်နေတော့တကြီးစော်အိမ်ကိုဓမြတိုက်တာဒီအလူအတွက်လုံကြုံအောင်ငါတို့နေကကြော်စိုးတဲ့လူတွေကိုတော့တရာကို130နဲ့ဖန်ထားပေးတာအလူကတိုင်းတုံမလောက်အလူဆိုတော့ဒီပြင်နေကလာတိုက်တဲ့ဓမြတွေပေါ့ဝတ္ထုဆန်ဆန်ပဲတိုက်ဆိုင်ကျင်တော့တကြီးစော်ရဲ့သားအမွန်ကြီးကိုကိုရှင်ပြုတ်မဲ့အလူကိုလာတိုက်တဲ့ဓမြဘိုးကလည်းအမွန်ကြီးကိုပဲဘိုးကိုဘုံညိုးတဲ့အင်းဝသားတွေဆိုပဲဓမြတွေကအလုံး9ယောက်ထောင်ထောင်ပေါင်းပေါင်း အကောင်မောင်တန်တွေကြီးပဲဓာကအတူတွေရောငှက်ကြီးတောင်တွေရောပါတဲ့အရင်ဆုံးအော်လန်ဒိုဘတ်တောင်းဇက်ဘိုးကိုလဝဆောင်းနဲ့ခုတ်တာဇက်ကျူရောလို့ထင်းရတဲ့ခေါင်းတကောင်လုံးလဲခြေလက်ပတ်ယန့်သွားတာပဲတဲ့ဓာတ်ဆက်ကိုရက်မပြက်နဲ့ဟာမပြက်စေနဲ့ပေါ့ဓာတ်ဆက်ရက်ရင်ဇက်ပြတ်မှာတဲ့ခေါင်းမပါပဲလမ်းလျှောက်နိုင်ရင်ရက်လိုက်စမ်းမင့်ဓာတ်ဆက်တဲ့ရုပ်ရုပ်ရဲရဲလို့ရင်ဓာတ်ပြားတွေအော်လန်ဒိုသွေးနဲ့မြော့ပြက်မယ်လို့ကြိမ့်တဲ့ တကြီးမျိုးတွေကလည်းလက်ဝတ်လက်စားတွေအများကြီးပါလာကြတာမဟုတ်လားဘိုးကိုတို့ဘုံညိုတို့ကလည်းအပိုင်လှုပ်လိုက်တာတကြီးစီကနှလုံးပြူဘယ်နာချိတ်တယ်ဆိုတာက အစာသိတယ်တကြီးစော်ကလည်းခက်ကြွားကြွားရဲ့အင်ရှိအေကန်နေတဲ့ချိတ်ထားတာဆိုတော့တိတ်ရှားမနေရပါဘူးဘိုးကိုကနှလုံးပြူအရင်တိတ်နေပြီးပစ္စည်းတွေစတောင်းတော့တာပဲအိမ်ဝင်းတစ်ခုလုံးလဲနောက်လိုက်တွေကဝိုင်းထားတယ်လို့လို့မင်းနဲ့မောင်နဲ့လှန့်ထားလိုက်သေးတယ်တကြီးကတော့ဒေါ်စိန်ဥဆိုတာတက်မတက်ချက်မတက်ပဲ။ တကြီးစော်ကိုလည်းနရင်သုံးချက်ဆင့်ပြီးအုပ်တယ်ဆိုမှတ်ရဲ့တကြီးမျက်နှာစည်းရလောက်ရှိတော့တာပစ္စည်းတွေကတော်တော်ရနေပြီလောဘစော်မတတ်နိုင်လို့ရရွာကဝိုင်းလာမှနှလုံးပြုတ်နဲ့ပစ္စည်းတန်နိုင်ယူပြီးကိုလွတ်ယုံပြေးကြတာဘယ်သူကမှတုံးလို့မောင်းလို့မခောက်ပါဘူးဘဲကလားအော်လန်ဒိုဘာတောင်းလားဓာတ်ဆက်ရက်ပြီးထွက်အော်ရဲမှာဟင်အင်းဓာတ်ဆက်အဖွင့်လည်းမပြတ်ပါဘူးရရွာကဘယ်လိုလုပ်တိသွားတဲ့ရုံးဆိုတော့ ော်လန်ဒိုဘတ်တောင်းကအိလိတာဆက်ရှိန်တက်နေတော့ဓာပြကိုတစ်ဖက်မလန်ပဲဒီတစ်ဖက်ထဲနဲ့ကြီးဖွင့်နေတာကိုထပ်တလဲလဲဒီဓာပြကြီးပဲဆိုတော့နားထောင်နေတဲ့ပရိသတ်ကဘာများဖြစ်နေတဲ့တုံးပေါ့အယက်မိုးနေသလားဓာတ်ဆက်ပဲပြက်သလားဒေါသဖြစ်တယ်လို့လဲဒေါသဖြစ်လို့ဒါကြောင့်ပရိသတ်ကဝိုင်းလာကြတာငါတောင်ဓာတ်ဆက်မမြင်ဘူးလို့ကြည့်အောင်လိုက်လာသေးတယ်ဓမြတွေကတော့ဘယ်သိမလဲအယုံကပစ္စည်းတွေမှာစိုက်နေရတာကို လောဘစောနဲ့မဟုတ်လား အလိုလားဘဲပြက်မလဲအောင်အောင်မြင်မြင်ပါပဲပြောပြီးကောတကြီးစော်တို့ကတိတ်ချမ်းသာတာဓမြလက်ပါတာတုံမုံတမုံတောင်မရှိကျင်ဘူးလို့ပြောတန်ကြားတာပဲငါတို့လည်းဖိုးစိန်ဆက်အစအဆုံးနားထောင်ရတယ်ဒါပေမဲ့ဘိုကိုနဲ့ဘုံညိုတို့ကအလူကပြန်နေအောင်လန်တော်ဘတ်တောင်းကို စီတိုက်ကြသေးတယ်စန်ဒွန်းဆိုတာသေးတွေတောင်ပါတဲ့တကြီးရဲ့နှလုံးပြူးကြီးနဲ့ချိန်ထားတာဘဲကလာမတက်ပါဘူးဘတ်တောင်းကိုတစ်ချက်မရွယ်ဘူး ငွေရဲ့အန်ရကင်းဓာတ်လုံးလက်ဆွဲရဲ့ဓာတ်ဆက်ရဲ့ဓာတ်ပြားတွေရဲ့ယူသွားတဲ့စံတွန်းကိုဣလိတာဇက်နဲ့မာယာစိန်နိဇက်ဘဲတင်းကပူကောင်းတယ်လို့ဘိုးညိုကမေ့သွားသေးတဲ့အင်းသူတို့လည်းဖိုးစိန်ဇက်နားထောင်ချင်းကြပေမပေါ်ညိပူလေးစပယ်ဗျူမဂ္ဂဇင်း အော်ဂိုလာ1986ခုနှစ်အေးအေးကဖတ်ပြပေးတဲ့စာလေးတွေကို သဘောကျနှစ်ချိုက်တယ်ဆိုရင်ဖြင့်ဒီ channel လေးကို subscribe လုပ်ပေးပြီးတော့ like နဲ့ comment လေးတွေ ရေးပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်